နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကန်တော်မင်ကျောင်းဆရာတို့သတင်းသုံးခဲ့တဲ့တမိုင်းဝင်ဖျားစီဒီပရဝုံကိုအချမ်းပါစေခွေတက်ကလေးကျောင်းကနေပြီးတော့ဘုံကျဲဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမြင်းမှုမြို့နယ်ကန်တော်ကြီးရွာမှာရှိတဲ့ကန်တော်မင်ကျောင်းဆရာတို့သတင်းသုံးခဲ့တဲ့နေရာကိုလွန်ခဲ့တဲ့နှစ်ရက်ကစစ်တပ်ကလေထီးတွေနဲ့ဘုံတွေကျဲခဲ့တယ်လို့ဆိုပါရတယ်။ ကောင်းမှုမြတ်လို့ကောင်းအောင်ကျိုး၍ကောင်းကျိုးကိုနိုင်တည်စေမင်းနဲ့အခုတင်ယုံညွန်းတဲ့နေမှာပါလားမပါလားမသိပေမဲ့ကျွန်တော်တို့တုန်းကတော့ပါခဲ့တယ်ဗျကန်တော်မင်းចောင်းဆရာတော်ဘုရားကြီးရဲ့ဆုံးမတဲ့စာပေါ့ကျန်စစ်သားမင်းကြီးတည်ထားခဲ့တဲ့ကန်တော်မင်းចောင်းဆရာတော်တည်င်းသုံးခဲ့တဲ့သမိုင်းဝင်နေရဘုရားစီတီပရဝုံအခုတော့ပြည့်စည်တော့ပါပြီဗျာအမျိုးဘာသာသာသနာလို့တွင်တွင်អော်နေတဲ့ စစ်ခွေးတွေကဘုံကျဲဖျက်ဆီးသွားတာပါလို့မြင်းမှုမျိုးကန်တို့ကပြောပြထားပါတယ်လက်ရှိမှာစစ်ကောင်စီကမြင်းမှုမျိုးနယ်ကိုစစ်ကြောင်းထိုးနေပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်တာတွေနေတိုင်းလိုလိုလုံနေတယ်လို့အသိပေးထားပါတယ်စက်တပ်လေးထီးနဲ့ကျဲချသွားတာစစ်ရေးကတင်းမာနေတော့သတင်းအတိအကျကတော့ထုတ်ပြန်လို့မရသေးလို့ပါလို့မြင်းမှုမျိုးပြတော်လိုင်းအဖွဲ့ကတာဝန်ရှိသူကကန်တော်မင်းကျောင်းစီရတော့သတင်းသုံးရဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီးတော့ရှင်းပြထားပါတယ် ကန်တော်မင်းကျောင်းစီရတော်ကမြမတမိုင်းမှာစာဆိုတော်အဖြစ်နဲ့ထင်ရှားပါတယ်ဆရာတော်ပြုစုခဲ့တဲ့ကန်တော်မင်းကျောင်းမြစ်တာစာလောကသာရပြုတွေကမြမကန်တော်ဝင်မှာဒီကနေ့အထိတိုင်ထင်ရှားကြော်ကြားနေစေဖြစ်ပါတယ်။တမိုင်းမှတ်တမ်းတွေအရာဆရာတော်ကအေဝခိဘယင်ဒုတိယမင်းကောင်ရဲ့အကြီးတော်စကိုင်းမျိုးစားမင်းလာထွတ်ရဲ့ဆရာရင်းဖြစ်ပြီးတော့ဒုတိယမင်းကောင်နဲ့တာရွှေနန်းကျော်ရှင်တို့လက်ထက်မှာထင်ရှားကြော်ကြားတဲ့ဘယင်ကိုးခွေခန်းဆရာတော်တပားလေးဖြစ်ချောင်းတရင်ရရှိပါတယ်ခမောင်း။